Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပါဝါမလာတော့တဲ့ digital mi ဖို့လေးတလို့ပြုပြင်ကြည့်မှာဖြစ်ပါတယ်ဆက်လက်ရှုစားအားပေးကြပါဦးဒီမှာ digital mi ဖို့လေးတလုံးရောက်လာပါတယ်ပါဝါမလာတော့လို့ရောက်လာတာဖြစ်ပါတယ်အဲဒါပါဝါလာမလားဟုတ်မိလေးနဲ့ထူဆန်းကြည့်မှာဖြစ်ပါတယ်အဲဒါမှာဒီပလက်ချိုလေးထူလိုက်ပါတယ် ဒီ cloud လေးဖွင့်လိုက်ပါမယ် cloud လေးဖွင့်လိုက်ပါပြီဒီ cloud လေးဖွင့်ထားပါတယ်အမဲဒီမှာမဲအမီးဖို့လားတော့လုံးဝပါမှာမလားဖြစ်ပါတယ်ဟုတ် cloud on ကြည့်ပါမယ် cloud ကလည်းနှိပ်လို့မရပါဘူးဘာ cloud မှာနှိပ်လို့မရအောင်ဖြစ်နေပါတယ်ဒါဆိုရင်ဒီ digital မီးဖို့လေးကဘာကြောင့်ပါမှာမလားလဲဆိုတော့ စစ်ဆေးပြီးတော့ပြုပြင်ခြင်းမှာဖြစ်ပါတယ်။နောက်မီကလောက်လေးပြန်ပေးလိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်ဒီမီဖိုလေးကိုဖွင့်ပေါက်ခြင်းမှာဖြစ်ပါတယ်။ကျွန်တော်ဒီမီဖိုလေးကိုဖြုတ်ခြင်းမှာဖြစ်ပါတယ်။ဒီကျွန်တော်ဖုံလေးဖြုတ်ခြင်းမှာဖြစ်ပါတယ်။စကူလေးတွေဖြုတ်လိုက်ပါမယ်။ ော်ဒီဆော့ကက်လေးကိုခဏလေးဖြုတ်ထားမှာဖြစ်ပါတယ်သူ့ကိုပလတ်ထိုးပြီးတော့စမ်းကြည့်တာတော့တစ်ချက်လေးပဲပူပါတယ်ပလန်မီတာမှာဆိုလည်းတစ်ချက်လေးပဲတက်ပါတယ်ပလန်မီတာမှာလည်းတစ်ချက်ပဲအပြာဆွဲပြီးတော့ပြန်ချသွားတော့တွေ့ရပါတယ်ကိုယ်စုပ်ပြန်ပြီးတော့အေးသွားပြီဖြစ်ပါတယ်တစ်ချက်လေးတော့ပူတယ် တစ်ချက်လေးတော့အမ်ပီယာဆွဲတယ်6အမ်ပီယာတော့ဆွဲတော့တွေ့ရတယ်ဒီချက်ချင်းပဲပြန်ဤွားတော့တွေ့ရပါတယ်မီတာလေးနဲ့တိုင်းချင်းမဲ့ဆိုရင်ဒီမှာမီယာတော့200ကျော်ဘူး200ကျော်ဝင်နေတော့တွေ့ရပါတယ်ဒါမဲ့ဒီမှာလုံးဝနေလို့မရအောင်ဖြစ်ပါတယ်အခုတော့ဤွားပြီဖြစ်ပါတယ် ောင်းမီးလေးပြန်ဖွင့်ချင်မှဖြစ်ပါတယ်ဒီမှာအမ်ပီယာ၄အမ်ပီယာချောချောပြန်ချပါပါတယ်ချက်ချင်းနဲ့ပြန်ချပါတယ်ဒီတစ်ချက်လေးတော့ပူတာခံစားရပါတယ်အော်ဒီ control card လေးတစ်ချက်ဖြောက်လိုက်မှဖြစ်ပါတယ်ပန်ကချိုးလေးဖြုတ်လိုက်ပါမယ် သေးချာချစ်မယ်ဆိုရင်ပင်တစကေပုပ္ပမဒီနားလေးက this is တဲ့လုံးလောင်ထားတာကိုတော့တွေ့ရပါတယ်ကျွန်မမြင်နေဆစ်ဆစ်ကြည့်တာဒီနားမှာ resistor လေးတလုံးလောင်ထားတာကိုတွေ့ရတယ်ဂျန်တဲ့ component တွေကတော့ပုံမှန်ပဲတွေ့ရပါတယ်တော့ဒီနား resistor လေးတလုံးကဘာကြောင့်လောင်ဝမ်းမှန်းတော့မသိရပါဘူး ဒီနာ transistor လေးလည်းကောင်းလေးလားတော့မသိဘူးပယ်နေတာတော့တွေ့ရပါတယ်ဒီလိုဆက်မြည်တွေ့ရတဲ့ပြည့်ချက်ကတော့ဒီမှာ transistor လေးတစ်လုံးလောင်သွားတာတွေ့ရတယ်ဒီဘေးနားကပ်နေတဲ့ transistor လေးကတော့ကောင်းအောင်လို့တော့ယူဆပါတယ်ဒီနားမှာလောင်နေတဲ့ resistor တစ်လုံးကိုစားထိုးထားတာဖြစ်ပါတယ်ဒီမှာ 1k resistor အတက်လက်ကလောင်းလဲထားပေးတာဖြစ်ပါတယ်ဒီ resistor လေးလဲထားပြီမဲ့လဲဒီကတ်ကမလောင်ဖြစ်ပါတယ်ပါဝါမလောင်ဖြစ်ပါတယ်ဖြေရှာလို့မရတာနဲ့ဘယ်နှမှာ ပြက်နေတာလဲဆိုတာကိုဖြေရှာလို့မရတာနဲ့ကတ်လိုက်လဲလိုက်မှာဖြစ်ပါတယ်ကတ်တက်လဲပေးလိုက်မှာဖြစ်ပါတယ်ဒါ control card ဒါတော့ main card ဖြစ်ပါတယ်ဒီ card ကုလို့ ီမှာကတ်တေးလင်းနဲ့အစာထိုးလိုက်လည်းပြင်မှာဖြစ်ပါတယ်မကတ်တေးလင်းဖြစ်ပါတယ်ဒါကွန်ထရိုးကတ်ဒါတော့မိန်ကတ်ဖြစ်ပါတယ်ဒါတော့ပူချိန်ရှော့တင်လက်ကလုပ်လေးဖြစ်ပါတယ်အဲ့တော့အင်းဆုံး ဒီမိန့်ကန်လေးကိုပြန်ပြီးတော့တက်ဆင်ပေးခြင်းမှာဖြစ်ပါတယ်။ ြင်းရင်ဒီပံကလေးကိုပါလဲပေးလိုက်မှာဖြစ်ပါတယ်ပံကလည်းမကောင်းတော့ဘူးဖြစ်ပါတယ်ပံကလေးကဖြုတ်လိုက်မှာဖြစ်ပါတယ်တရှိလေးနည်းနည်းလေးလုပ်ပြလာမှာဖြစ်ပါတယ် တော့ပင်္ဂအတ္တလေးဖြစ်ပါတယ်။မှ၁၈ဘိုးလို့ရေးထားပါတယ်။ဒါဒီပင်္ဂအတ္တလေးကိုပြန်ပြီးတော့တက်စင်ပြီးမှဖြစ်ပါတယ်။ပြန်တယ်လို့လေလည်းလည်းကြည့်တာလူလူလတ်လတ်နေတော့တွေ့ရပါတယ်မတော်ကစားတယ် ဘေးအိမ်လေးနဲ့တာမီမှာဆိုလို့လည်းလည်းလက်ချတာဖြစ်ပါတယ်ပြီးတော့ဒီအဝင်ထွက်ကြိုးလေးတွေကိုပြန်ပြီးတော့တတ်ဆင်ပေးမှာဖြစ်ပါတယ်နိုင်အင်ကိုဒီမှာဝင်လိုက်ပါမယ်နိုင်အင်ဒီ neutral neutral အင်ကိုတော့ဒီမှာဝင်လိုက်ပါမယ် ေရင်ဒီထွက်အောက်ဘက်ကတည်းကနေထွက်လိုက်ပါမယ်ပြီးရင်လိုင်းအောက်ကတော့ဒီကနေတက်ဆင်းပြီးမှဖြစ်ပါတယ်လိုင်းအောက်ကတော့ဒီနားမှာတက်ဆင်းပြီးမှဖြစ်ပါတယ်ပြီးရင်နောက်ပံငါချိုးလေးတို့တော့ဒီမှာတက်ဆင်းပြီးမှဖြစ်ပါတယ် ပြီးဘူစင်စာကျိုးလေးကိုတော့ဒီမှာတက်ဆင်ပြရမှာဖြစ်ပါလေဒီရင်ဒီ control card လေးကိုတက်ဆင်ပြမှာဖြစ်ပါလေ ထုတ်ကလေးကိုတက်ဆင်ပြတာဖြစ်ပါတယ်။ဒီရင်ကွန်ထုတ်ကလေးကိုဒီပုံမှာပြန်ပြီးတော့တက်ဆင်ပြမှာဖြစ်ပါတယ်။ control card လေးကိုပြန်ပြီးတော့တက်ဆင်ပြီးတော့ပြီဖြစ်ပါတယ်ပြီးရင်ဒီအခုချိန်တိုးလျှော့လဲ့ဒီ cloud လေးကိုထုတ်ပြန်မှာလဲပြန်မှာဖြစ်ပါတယ်မအသက်ဖြစ်ပါလိုက်ဒီအသက်လေးနဲ့လဲလဲပြန်มาဖြစ်ပါလေ ဒီဒီလေးဒီလေးပြန်ပြီးတော့သတ်ဆင်ပြီးမှဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဖုန်းလေးပြန်ပြီးတော့သတ်ဆင်ပြီးမှဖြစ်ပါတယ်ဒီအခုချိန်တိုးဆော့ကလောက်ကတော့ဒီနေရာမှာသတ်ဆင်ပြီးရမှာဖြစ်ပါတယ် ပြီးရင်ကျွန်တော်ဒီအပေါ်ခုံလေးပြန်ပြီးတော့တက်ဆင်ပြီးမှဖြစ်ပါတယ်ကိုယ်လေးတွေတော့ပြန်ပြီးတော့တက်ဆင်ပြီးတော့ဖြစ်ပါလေ မြင်မြေကျိုးလေးထိုးပြီးတော့ဆန်းခြင်းမှာဖြစ်ပါတယ်ဒါတော့သူ name plate လေးဖြစ်ပါတယ် model ကတော့ KMT 7000လုံးဖြစ်ပါတယ်ဟိုတိတ်ကတော့190ကနေ140ဘူးသူရဲ့ frequency ကတော့90ဒါမှမဟုတ်60 Hz အသုံးပြုလို့ရမှာဖြစ်ပါတယ် power က2200 watt ဖြစ်ပါတယ် ကြော်လေးထိုးလိုက်ပါပြီ။ဟောဒီတော့ပလမီတာလေးတစ်ချက်ချိန်လိုက်ပါမယ်။ဒီတော့မီကလောက်လေးဖွင့်လိုက်မှာဖြစ်ပါတယ်။မီကလောက်လေးဖွင့်လိုက်ပါပြီ။ဒီမှာတီးကနေညီပြီးတော့ဒီမှာမီတန်လေးမိတ်တုံမိတ်တုံဖြစ်နေတယ်ဒီမှာ on off ကလောက်ကလည်းမိတ်တုံမိတ်တုံဖြစ်နေတာဖြစ်ပါတယ်။ဒီတော့ power on ကြည့်လိုက်မှာဖြစ်ပါတယ်။ ပါပါ online ပါပြီဒီမှာ on ဆိုပြီးတော့စာသားလေးပေါ်နေတာဖြစ်ပါတယ်ပြီးရင်ဒီမှာ function တစ်ခုခုကိုရွေးရမှာဖြစ်ပါတယ်ဒါ barbecue ကိုနှိပ်ကြည့်လိုက်မှာဖြစ်ပါတယ် barbecue ကိုရွေးကြည့်လိုက်မှာဖြစ်ပါတယ် barbecue ကိုရွေးလိုက်တာနဲ့ဒီမှာ950နှစ်ပတ်950ပြပြီးတော့ဒီမှာပူလာတာဖြစ်ပါတယ်ပြီးတော့ဒီမှာပန်ကာလေးလည်းလဲနေတာဖြစ်ပါတယ် ဘန်ကလေတန်ကိုကြားရမှာဖြစ်ပါတယ်။ဒီတခြား function တွေတွေရွေးချင်မှာဖြစ်ပါတယ်။ fry ကိုရွေးချင်မယ်။ fry ကတော့1200ဖြစ်သွားတယ်။ပြီးရင် soup soup ကိုရွေးချင်တော့900ဖြစ်သွားတယ်။ဒီမှာငွေလေးတွေထွက်လာတာကိုတွေ့ရပါတယ်ဒီမှာကျွန်တော်ဒါလေးနဲ့အပူချိန် short ချင်မှာဖြစ်ပါတယ်။ ီမှာအပူချိန်အတူလျှော့လျှော့လို့ရပါတယ်60အထိလျှော့လို့ရတော့တွေ့ရပါတယ်ဒီနားမှာဘာတွေဖိတ်ထားလဲတော့မသိဘူးဒီမှာမိခုံငွေတွေထွက်နေတာတော့တွေ့ရပါတယ်ပူချိန်ကိုပြန်ပြီးတော့တင်ကြည့်မှာဖြစ်ပါတယ်900အထိပဲတင်လို့ရပါတယ် လောက်ဆက်ရွေးထားတဲ့ function မှာတော့စုကိုပြန်ရွေးကြည့်ပါမယ်ပူချိန်2200ထိအမြင့်ဆုံးတင်လို့ရပါတယ်ပြန်လျှော့လိုက်ပါမယ်ပူလွန်သွားမှာဆိုလို့ဆိုရင်တော့ဒီမီဖိုလေးအဆင့်ပြေတော့တွေးရပါတယ်မီဖိုအပူလွန်သွားမှာဆိုလို့ပြန်ပိတ်လိုက်ပါမယ်ပိတ်လိုက်ပါပြီပိတ်လိုက်တဲ့အနေထားမှာအင်္ဂါကဆက်ပြီးတော့လဲနေတယ်ပြီးဒီမှာ hot ပူတယ်ဆိုတဲ့စာတန်းလေးပေါ်နေတာကိုတွေ့ရပါတယ်။ဒါဆိုရင်အချိန်တန်ရင်သူကပန်ကပိတ်သွားရမှာဖြစ်ပါတယ်။သူတို့ဖြစ်တည်မိဖို့လေးအေးဝါးတဲ့ချိန်မှာပန်ကလေးပိတ်သွားရမှာဖြစ်ပါတယ်။အမ်ပီယာကတော့အဲ့အမ်ပီယာလောက်ထိဆွဲတော့တွေ့ရပါတယ်။မြားတော့တော့ဆွဲပါတယ်။ပြန်ပိတ်လိုက်ပါမယ်။ အပိလာတဲ့အချိန်မှာမြေအလောကမဆွဲတော့အမ်ပီယာ0.1အမ်ပီယာပဲဆွဲတော့တော့တွေ့ရပါတယ်ဒီမှာမီးဖိုလေးအေးွားတော့ပန်ကလည်းပိတ်သွားပြီဖြစ်ပါတယ်ဒီဒီနားမှာဒီမှာမီးတန်းတွေကတော့မိတ်တုံမိတ်တုံလင်းဆက်ပြီးတော့လင်းနေတာဖြစ်ပါတယ်ပြီးဒီမှာပါဝါမီးတွေကလည်းမိတ်တုံမိတ်တုံဆက်ပြီးတော့လင်းနေတာဖြစ်ပါတယ်ဒီချိန်ဆိုရင်ကျွန်တော်ပလပ်ပေါက်ကိုဖြုတ်လို့ရပြီဖြစ်ပါတယ် ော်မီကလော့လေးပိတ်ပြီးတော့ကလပ်ပေါလေးဖြုတ်လို့ရပြီဖြစ်ပါတယ်။ဟိုဒီ digital mifo တွေနဲ့ပတ်သက်ရင် digital mifo တွေအသုံးပြုတဲ့အခါမှာရေးကြည့်တဲ့တတိထားမဲ့အချက်ကတော့ဒီလိုပန်ကလည်းနေသေးတဲ့အချိန်ဆိုရင်ဒီမီးကိုပိတ်လို့မရဘူး၊မီးပလက်ကိုဖြုတ်လို့မရဘူးဖြစ်ပါတယ်။ဒီလိုပန်ကလေးတာရပ်သွားပြီဒီမှာ off ဆိုတော့ မိဖို့လုံးလုံးရက်သွားတဲ့အချိန်မှသာလျှင်မိကလုတ်ပေးရမယ်မိပလက်ကျိုးဖြိုးလို့ရမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအောင်ပြကြရမယ့်ဆွေများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့